ကလပါနီရှင်ခရီးယန်တဲ့လို့တနေ့တာချမ်းကဖတ်ရှုခြင်းအစီအစဉ်မှာကြိုးရပါတယ်။ကောနတဲ့အဝရာစာခန်းကြီးတုံးငယ်တက်မှအနစမှာအထက်ဆိုခဲ့ပြီးသည့်အတိုင်းသင်တို့သည်ခရစ်တော်နှင့်အတူထားမြောက်ကြသည်မှန်၏။ယခင်လက်ရတော်ကမှာ စ်တော်သည်ထိုင်းနေတော်မူရာအညတ်၌ရှိသောအထက်အရာတို့ကိုရှာကြလော့မြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသော စိတ်မရှိကြနှင့်အထက်အရာတို့ကိုသာ စိတ်ဆွဲလန်းခြင်းရှိကြလော့အကြောင်းမူကားတင်တို့သည်တည်တော်သူဖြစ်၍တင်တို့အသက်သည်ခရစ်တော်နှင့်အတူဖျားခင်၌ပွက်ထားလျက်ရှိ၏ဘာတို့အသက်သည်ဟူသောခရစ်တော်သည်ထင်ရှားတော်မူသောအခါဘာတို့သည်လည်းထိုသခင်နှင့်အတူအုံကြည်၍ထင်ရှားကြလက်တည်းထို့ကြောင့်မတရားသောမိထုံ၌နှီးဝဲခြင်း ညင်ညူးစွာကြင်ခြင်းကိလေသာပူပန်ခြင်းစိုးညစ်သောတက်မှတ်ခြင်းရုပ်တုကိုကိုယ်ဝယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းသည်ဟုသောမြေကြီးပေါ်မှာရှိသောသင်တို့၏ကိုယ်ခန္ဓာတို့ကိုတည်နေကြလောထိုအမှုများကြောင့်ဘုရားခင်၏အမျက်တော်သည်ငင်းဆန်သောသူတို့အပေါ်၌တင်းရောက်ပြီဟိုသူတို့နှင့်တင်းတို့သည်လည်းအထက်ကပေါင်းဖော်သောအခါထိုအမှုများ၌ကျင်လေကြ၏ယခုမူကားထိုအမှုအလုံးစုံတို့ကို၎င်းအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းမနာလိုခြင်း သူ့အတရေပြအောင်ပြောဆိုခြင်းမြင်ယူသောစကားကိုတုံးခြင်းလို့ကို၎င်းတင်းတွန်းနှုတ်မှပယ်ရှားကြလောအချင်းချင်းမူတာစကားကို မပြောမတုံးရနဲ့။ကြောင်းမူကားတင်းတို့သည်လူဟောင်း၏အကျဉ်းတို့နှင့်လူဟောင်း၏ကိုယ်ကိုချွတ်ပရိဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဍာန်နှင့်အညီမှန်သောပညာအားဖြင့်အသက်ပြုပြင်သောလူသစ်ကိုယူတွင်ဝတ်ဆောင်တော်သူဖြစ်ကြ၏။ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ထေလသားလူရှိယူရာလူရှိရေပြားကြီးမင်္ဂလာခံခြင်းမရှိ ်မခံရင်းမရှိ လူတိုင်းမရှိတကုတိလူမရှိကျုံမရှိ လူလုံးမရှိခရစ်တော်သည် အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူ၏ထို့ကြောင့်သင်တို့သည်ဘုရားခင်ရွေးကောက်တော်သူတန်ရှင်းတော်သူချစ်အပ်တော်သူကဲ့သို့တနာဆုံမခြင်းကျေးဇူးပြုခြင်း စိတ်နှိမ်ချခြင်းနှူးညံ့သိမ်ဝေ့ခြင်းစိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြတော်တရားနဲ့တရားအပြစ်တင်စရာအခွင့်ရှိနေအချင်းချင်းတီးခံ၍အပြစ်ကိုလွတ်ကြလော့ ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွတ်တော်မူတကယ်တို့ထုံဤသူပြုကြတော့စုံလင်ခြင်းအဖွဲ့ကြီးသည်ဟူသောချစ်ခြင်းမေတ္တာကိုထက်၍ယူတင်ဝတ်ဆောင်ကြတော့သင်တို့စိတ်နှလုံးအထင်၌ခရစ်တော်၏ငြိမ်သက်ခြင်းအဆိုစေထို့သောအဖို့လုံးကသင်တို့သည်အလုံးတကိုယ်ထဲ၌ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍ယေရှုတော်ကိုတည်သောစိတ်ရှိကြလောခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့် တင်တို့အထက်၌ကြွယ်ဝသာတည်နေ၍တင်တို့သည်ဆာလံသချင်းမှစသောဓမ္မချင်းအမျိုးမျိုးအဖြစ်အချင်းချင်းတို့ကိုဆုံးမတုန်တင်ခြင်းတတိပေးခြင်းကိုပြု၍နူးညက်သောစိတ်နှလုံးနှင့်ဖျားခင်ရှိတော်၌တင့်တယ်လျောက်ပတ်စွာဒီဆိုကြသောစကားပြောတော်၎င်းအမှုဆောင်ရွက်တော်၎င်းခင်ယေရှုနာမတော်ကိုထောက်၍ခတ်သိမ်းသောအမှုတို့ကိုပြုမူရက်ကျေးဇူးတော်ကြီးလာပါ၏ဟု ထိုသခင်ကိုအမိပြု၍ခမည်းတော်ဖျားသခင်ရှေ့၌ဝင်ခံကြလော့အချင်းမင်းမှာတော့သခင်ဖျား၌ကြောက်ပတ်သည့်အတိုင်းကိုခင်မုန်း၏အုပ်ဆိုးခြင်းကိုဝင်ခံကြလော့အချင်းယောက်ျားတို့ကိုခင်မုန်းကိုချစ်ကြလော့ကြမ်းတမ်းစွာမပြုကြနှင့်တာသမီတို့မိဘစကားကိုအယားယာ၌နားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်သခင်ဖျားနှစ်သက်တော်မူသောအမှုဖြစ်၏အဘတို့ကိုတာသမီကိုစိတ်ဆိုးစေခြင်းလာမပြုကြနှင့်ထိုသောပြုရင်သူတို့သည် အာရုံစိတ်ပြက်ခြင်းတို့ရောက်ကြလိမ့်မည်။အစေခံကြုံတို့သခင်ဖျားကိုကြောင်းရွံ့၍လူတို့၏စိတ်ကိုနူးညွတ်စေတော်သူကဲ့သို့မျက်မှောက်၌သာနားထောင်သည်မဟုတ်စိတ်နှခွာမရှိဘဲလောကီသခင်၏စကားကိုအယားယာ၌နားထောင်ကြလော။လူ၏အမှုကိုသာဆောင်ရွက်တကဲ့သို့မဟုတ်သခင်ဖျား၏အမှုတော်ကိုဆောင်ရွက်တကဲ့သို့ပြုလေသည်များတို့၌စေရနာစိတ်နှင့်ပြုကြလော။သင်တို့သည်သခင်ခရစ်တော်၏အစေကိုခံရသည်ဖြစ်၍အမွေတော်ဒီဟုသောအကျိုးကို ဘုရားခင်ဖျားဤလက်တော်မှာခံရလိမ့်မည်ဟုသိမှတ်ကြနော်မတရားသောအမှုကိုပြုသောသူမည်သည်ကမိမိပြုသောအမှု၏အကျိုးအဖြစ်ကိုခံရလိမ့်မည်အဘယ်သူဤမျက်နာကို မှတ်တော်မမူဈာနာသူရောက်စီတိုင်း၌ဘုရားခင်ထံတော်ကကျေးဇူးတော်နှင့်ညီတခြင်းရှိပါစေတော့ နေရတူအတိတ်သောအရာများဖြင့်ပြည့်စုံစေတော်မူသောဘုရားသခင်ယေရှုကိုချီးမွမ်း၍အသက်တာကိုလက်တော်သို့အနှံ့ကြပါ၏ဤနေ့တွင်ကိုရရှင်ဘုရားသခင်ကျွန်တော်တို့မှတို့ဖုလုံးကအတိတ်သောအမှုကိုပြုထားသောကြောင့်ယေရှုတင်ပါလေအတိတ်သောအသက်ရှင်ခြင်းသည်တခင်ယေရှုခရစ်တော်အားဖြင့်တန်ဖြစ်သောကြောင့်ကိုယ်တော်အပြင်ရသောအသက်သာတည်သည်ကိုရောနီးတူရှင်တန်လျက်ကိုရောနီးတူပြောဆိုလုတ်ကင်နိုင်ပါမည်အကြောင်း ကျွန်တော်ကျမတို့ဘဝအသက်တာကိုယနေ့ယေရှုပြုတော်မူပါတောင်းကြည့်ပြီးပြည့်ပြည့်သွန်သင်တော်မူပါဘုရားသခင်နှုတ်ကပါတကူဂျာနာခံကြသောသူတို့သည်တို့တရားတော်ဤကောင်းကျိုးချမ်းသာကိုရလျက်ဘုရားသခင်ဂယုဏတော်ကိုမျက်မှောက်ပြုနေမှာမြေကြောင်းမှတ်စားပါသခင်ဘုရားဒီနေ့ကိုတော်ကိုရှာဖွေတော်သူတို့အားကိုတော်ဒီကောင်းသောအရာများဖြင့်ပြည့်စုံစီလျက်မိမိရဲ့အသက်တာထဲမှာလောက်ကင်ဆောင်ရွက်သမျှတို့သည် လူဤအမှုကိုသာဆောင်ရွက်တဲ့သူမဟုတ်သခင်ဖျားဤအမှုကိုဆောင်ရွက်တော်သူကဲ့သို့ဖြစ်စေတော်မူပါကျွန်တော်ဤနိတာများနှင့်နိယံများကိုကောင်းချီးပေးပြီးကိုယ်ဤဘုံထင်ရှားစေဖို့ရန်ကျွန်တော်သည်ထိုက်တန်တော်အတိတ်တော်အသက်တန်နှင့်အသက်ရှင်နေဖို့မဆာတော်မူပါခရိယအသက်တာဤကျော်ဝပြည့်စုံသောဖျားသခင်မြစ်တာတို့ကိုယ်တိုင်ခံယူပြီးတော့ခြားသူတို့ကိုလည်းမျှဝေနိုင်သောတည်မြဖြစ်စေပါမည်အကြောင်း

သာဝရဖျားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုနာကျေစုပြုပါစေတော်သာဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာ ပြေတော်မူပါစေတော်တမိတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာဂယုနာကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ကျေစုကျေစုသည်တင်းတို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော် 阿弥。